မင်္ဂလာပါရှင်။ဗမာခေတ်တဲ့တရင်ဌာနမှကြိုဆိုလိုက်ပါရရှင်။ယခုချိန်မှစပြီးမေလ30ရက်နေ့မြန်မာနိုင်ငံစိတ်ဝင်စားဖွယ်ထိတ်တန့်ရောက်အထူးသတင်းများကိုအစီအခံတင်ဆက်ပေးပါမယ်ရှင်။ပထမအဆုံးသတင်းကောင်းစင်အနေနဲ့မော်ဘီတွင်လေတက်မီသားဆိုရင် တက်ကုန်းကြီးကြီးရောအုပ်ချုပ်ရေးမှုအောင်သူနှင့်စိတ်မျိုးများဖွင့်လှစ်ထားသောဆိုင်ငံများကိုလက်ပြပုံများဖြင့်ပြစ်ခတ်တိုက်ခိုက်ဆိုတဲ့သတင်းပဲဖြစ်ပါရရှင်။ ရန်ကုန်မြို့မော်ဘီမြို့နယ်တွင်လေတက်မီသားစုဝင်တပ်ကုန်းကြီးကြီးရွာအုပ်ချုပ်ရေးမှုအောင်သွေးဆွေမျိုးများဖွင့်လှစ်ထားသောဆိုင်ငံများကိုလက်ပစ်ပုံးသုံးလုံးပြစ်သွင်းတိုက်ခိုက်ခဲ့ကြောင်းရန်ကုန်အမိမတာဝန်ရှိသူတို့ကရန်ကုန်ခေတ်သတင်းဌာနထံသို့ပြောဆိုသည်ရှမန်းနီမေလ29ရက်နေ့ည9:55မိနစ်ခန့်အချိန်မော်ဘီမြို့နယ်တွင်အကြံဖက်စစ်တေးလေတက်မမိသားစုဝင်ဖြစ်သူတပ်ကုန်းကြီးကြီးရွာအုပ်ချုပ်ရေးမှုအောင်သွေးဆွေမျိုးများဖွင့်လှစ်ထားသောဆိုင်ငံတွဲသုံးငန်းကိုလက်ပစ်ပုံးသုံးလုံးဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်းသိရသည်ရှင်းတိုက်ခိုက်မှုအတွင်ထိခိုက်မှုအခြေအနေကိုအတိ ပြုနိုင်ခြင်းမရှိသေးဘဲတော်လင်းရဲဘော်များအထူးကမ်းရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရသည်တက္ကုံကြီးကြီးရောအုပ်ချုပ်ရေးမှူးအောင်သူရဲ့တမျိုးလုံးကလေတက်အငိမ့်စားတွေပါနောက်ပြီးညီငယ်ဆုံးကလည်းလက်ရှိလေတက်မှာဝိုင်းအိမ်မောင်းမီခွေးဆက်ခင်းနေသူပါအောင်သူရဲ့ဆွေမျိုးတွေဖွင့်လှစ်ထားတဲ့ဆိုင်ကန်တွဲသုံးငန်းကိုလက်ပြုံသုံးလုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တာပါဟုရန်ကုန်အာမေမတောင်ရင်ရှိသူတို့ကပြောဆိုသည် အဆိုပါတိုက်ခိုက်မှုကိုရှန်ကုံအာမင်းနဲ့အနောက်ပိုင်းခရင်ပကဘာရိုကပူးပေါင်းလှုပ်ဆောင်ခဲ့ပြီးလေတပ်တွင်တာဝန်ထမ်းဆောင်နေသောဂျန်ဘက်စစ်ကောင်စီတပ်သားများ၏ဆွေမျိုးများကိုလည်းဆက်လက်တိုက်ခိုက်သွားမည်ဖြစ်ကြောင်းရှန်ကုံအာမင်းမှတာဝန်ရှိသူတို့ကဆက်လက်ပြောဆိုသည်ဆက်လက်ပြီးပလဲမျိုးပေါ်ရှိစစ်တပ်နှင့်ရဲပူးပေါင်းတပ်ဆွဲထားသောရဲစခန်းကိုတွန်လင်းတက်ကဝင်ရောက်တိုက်ခိုက်ဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်ရှင်။စကိုင်းတိုင်းပလဲမျိုးပေါ်ရှိစစ်တပ်နှင့်ရဲပူးပေါင်းတပ်ဆွဲထားသောရဲစခန်းကိုတွန်လင်းတက်ကဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းတောင်နဲ့ပြည်သူကော်ဂွေတပ်ဖွဲ့မှတာဝန်ရှိသူရဲဘော်ဆရာပေးကရှန်ကုံ ံခိတဲ့တရင်ဌာနထံသို့ပြောဆိုသည်မေလ29ရက်နေ့ညနေ3နာရီခွဲအချိန်ပလဲမြို့ပေါ်တွင်စစ်တပ်နှင့်ရွှေမြအထိုင်ချတပ်ဆွဲထားသောမြို့မရဲစခန်းကိုတောင်နှင့်ပြည်သူ့ကာကွယ်ရေးအဖွဲ့က RPG ဖြင့်ဝင်ရောက်ပစ်ခတ်ကြောင်းစစ်ကောင်စီတပ်များကရဲစခန်းပြင်စူပေါင်းရုံနှင့်ထွေဥရုံနှင့်လည်းအထိုင်ချတပ်ဆွဲထားကြောင်းသိရှိရသည်။ ကျွန်တော်တို့ပလဲမြို့ပေါ်ရေစကန်ကိုအပီချင်းနဲ့တွားပြက်ခဲ့တာကျွန်တော်တို့ပြပေးသူတို့ဘက်ကထွေရုံကရောစူပေါင်းရှောင်းရောပြန်ပြက်တယ်အရင်မှနှစ်ပတ်အပြန်နဲ့ပြက်ခဲ့ကြပြီးတိုက်ပွဲ၁၀မိနစ်လောက်ဖြစ်လိုက်သေးတယ်တိုက်ပွဲကတိတ်မထေရောက်ခဲ့ဘူးသူတို့ဘက်ကလည်းထိခိုက်တာနည်းလိမ့်မယ်ကျွန်တော်တို့ဘက်ကတော့ထိခိုက်မရှိဘူးတိုက်ပွဲဖြစ်တဲ့အကွာဝေးကလည်းအတော်လေးဝေးတယ်ဟုတောင်နဲ့ပြည်သူကောင်းရေးတပ်ဖွဲ့တာဝန်ရှိသူရဲဘော်စီယာပေကပြောဆိုသည် ပလဲမျိုးပေါ်တွင်တိုက်ပွဲများဖြစ်ပွားခဲ့ပြီးနောက်စစ်ကောင်စီတပ်ကပလဲထွေအုပ်ယုံနှင့်အင်အား50ဝန်းကျင်ရဲစခန်းအတွင်းတွင်အင်အား40ခန့်ပြန်တပ်ဆွဲပြီးမြို့အတွင်းနှင့်သာနေထိုင်ရဲကြကြောင်းသိရှိရသည်။ပလဲမျိုးနယ်တွင်စစ်ကောင်စီတပ်ကပလဲမျိုးအင်မတီပြူစောတီရွာ၊ဈေးပြုံကုန်းပြူစောတီရွာနှင့်ကန်တွန်းရွာတို့၌သာတပ်ဆွဲထားနိုင်ကြောင်းပလဲမျိုးနယ်80ရာခိုင်နှုန်းကျော်ကိုပြည်သူ့ကာကွယ်ရေးတပ်များကစုမှုထိန်ချုပ်ထားကြောင်းသိရှိရသည်။ ဆလဘီထိုင်းမြန်မာနယ်စပ်မြောက်ရီမြို့နယ်ရှိအမြင့်ဆုံးတောင်ကုန်းမော်ရင်တီရှိသောဖြူဟာမြောက်ဘရင်တော်စစ်တပ်စခန်းကုန်းကို KNL ပူပေါင်းတပ်များကနိုင်ပိုင်းအတွင်တိုက်ခိုက်သိမ်းပိုက်ဆွဲတဲ့တွင်ကိုတင်ဆက်ပေးပါမယ်ရှင်။ကရင်ပြည်နယ်ထိုင်းမြန်မာနယ်စပ်မြောက်ရီမြို့နယ်ရှိအမြင့်ဆုံးတောင်ကုန်းမော်ရင်တီရှိသောဘရင်တော်စစ်တပ်စခန်းကုန်းကို KNL ပူပေါင်းတပ်များကတိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း KNL တရင်ရှိမြစ်ကိုကိုးကားရထိုင်းတရင်များတွင်ဖော်ပြထားသည် ရှင်နေမေလ30ရက်နေ့နနက်4:00ချိန် KNL KNDO ပူပေါင်းတပ်များကဝော်လီဘျူဟာစစ်စခန်းအနီးရှိအမြင့်ဆုံးတောင်ကုန်းမော်ရင်တီရှိသောဘီယန်နောင်ကုန်းစစ်စခန်းကိုတိုက်ခိုက်သိမ်းပိုင်လိုက်ခြင်းဖြစ်ကြောင်းအဆိုပါစခန်းကုန်းကိုပထမဆုံးချိန်တိုက်ခိုက်သိမ်းပိုင်နိုင်ခြင်းဖြစ်ကြောင်းသိရှိရသည်။မေလ28ရက်နေ့ကကလင်းနီစခန်းကိုသိမ်းပြီးတော့အပြန်မှာမနေ့ကဘီယန်နောင်စခန်းကုန်းကိုတက်ဝိုင်းတာပြီးတော့ဒရုန်းတွေနဲ့တောက်လျှောက်ပုံးကျဲချပြီးသိမ်းလိုက်တာလို့သိရတယ်။အဲဒီစခန်းကုန်းကအရန်မြင်နေဘလို့မှတက်သိမ်းမှုမလွယ်တဲ့နေရာကိုညရင်းချင်းတိုက်ပြီးဒီမနက်မှသိမ်းပြလိုက်တာ စစ်တပ်ကအကုန်စင်ပြေတာလို့သိရတယ်ဟုတော်လိုင်းသတင်းရင်းမြစ်ကပြောဆိုသည်အဆိုပါဘင်းအောင်တက်စကန်ကို KNL ကဆယ်စုနှစ်ချီရထိုးစစ်ဆင်မှုတော့လေတစ်ချိန်မှမသိမ့်ပိုက်ခဲ့မှုကြောင့်ရခုတ်သိမ့်မရရှိမှုမှာပထမဆုံးအချိန်သိမ့်မရရှိခြင်းဖြစ်တဲ့အပြင်နိုင်ပိုင်းအတွင်သိမ့်မရရှိခြင်းဖြစ်ကြောင်းသိရှိရသည်ရှမန်းနေညပိုင်းမှာရှနေနေနေပိုင်းထဲထိုင်းမြန်မာနေဆက်တခြားစစ်ကောင်စီတက်စကန်များကို KNL ကထိုးစစ်ဆင်နေခြင်းကြောင့်ပြည်သူ933ဦးထိုင်းနိုင်ငံဘက်ခြမ်းသို့ခိုးလွန်လာကြောင်းထိုင်းသတင်းဌာနများကသတင်းဖော်ပြသည် ဆလတ်တင်ဆက်ပေးမယ့်တရင်ကြောင်းရကတော့စကောင်စီကဒေါနာတောင်မော်ကြီးရွာဖြစ်တဲ့ကွေးလဲစုကြီးရွာနဲ့စာတင်ကြောင်းကိုလေရင်ဖြင့်ပုံချဲမှုကလေးနှုတ်အပအဝင်ပြည်သူလေးဦးတန်ရရတအူးမဆိုးရင်ရဆိုတဲ့တဲ့င်းမဲဖြစ်ပါရှင်။ အကြမ်းဖက်စစ်တပ်ကကရင်ပြည်နယ်ကော့ဂရိတ်ခန်ဒေါနာတောင်မော်ကြီးရွာတစ်ခုဖြစ်တဲ့ကွေးလွှဲစုကြီးရွာနဲ့စာသိန်းကျောင်းကိုယမန်နေ့ညနေပိုင်းလေရင်ဖြင့်ပုံကျဲချတဲ့ပြင်ကလေးနိုးအပါဝင်ပြည်သူလေးထိခိုက်ဒဏ်ရာရရှိကြောင်း KNL သတင်းရင်းမြစ်ကရန်ကုန်ခေတ်သတင်းဌာနထံသို့ပြောဆိုသည်ယမန်နေ့မေလ29ရက်နေ့ညနေ6:40မိနစ်အချိန်စစ်ကောင်စီတိုက်လေရင်နှစ်စီးကတိုက်ဝဲဖြစ်ပွားခြင်းမရှိဘဲဒေါနာတောင်မော်ကြီးရွာဖြစ်တဲ့ကွေးလွှဲစုကြီးရွာနဲ့စာသိန်းကျောင်းကိုပုံကျဲချခြင်းဖြစ်ကြောင်းသိရှိရသည် ဒီညနေဂျက်လီရဲ့နှစ်စီနဲ့တိုက်ပွဲလဲမဖြစ်တိုက်ပွဲနေရာနဲ့လဲဝေးတဲ့ဒေါနာတောင်မော်ရွာကိုဘုံချဲချတာကလေးနှစ်ယောက်လူကြီးနှစ်ယောက်ထိခိုက်ပါတယ်သိဆုံးတာမရှိဘူးတအူးကဆိုရင်ရတယ်ကျဲတာတော့ចောင်းလေးထင်တယ်စာတင်ချိန်မဟုတ်လို့ចောင်းပြက်မဖွင့်သေးလို့ចောင်းမှလူမရှိဘူးဟု KNL သတင်းရင်းမြစ်ကပြောဆိုသည် KNL ဦးဆောင်သောပူပေါင်းတပ်များကထိုင်းမြန်မာနယ်စပ်ရှိစစ်ကောင်စီတက်စကန်များကိုအစမပြတ်ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုင်လာပြီးနောက်စစ်တပ်ကလေကြောင်းတိုက်ခိုက်မှုများဖြင့်အများပြည်သူများ၏နေရာများကိုတိုက်ရိုက်ထိုးစစ်ဆင်လာခြင်းဖြစ်ကြောင်းသိရှိရသည် ဆလဘိမော်လမြိုင်တွင်ပြည်သူနေအိမ်600ကိုဖျက်သိမ်းဖို့ဆောင်နေသောလှည့်ရတနာမျိုးကွက်သည့်စီမံကိန်းကိုရွှေကောက်ပွဲမတိုင်မီမွန်ဝင်ကြီးကျောင်းနှင့်အနေလုံးဝင်ကြီးတို့ကလေးလံတင်တွန်းရောင်းနေပြီ40ပြီ60မျိုးကွက်တစ်ကွက်လင်းငွေကျပ်3500ပြန်ခရံအပေးထုတ်ပေးရောင်းချဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်ရှင်။မွန်ပြည်နယ်မော်လမြိုင်မြို့တွင်ပြည်သူနေအိမ်600ကိုဖျက်သိမ်းပြီးအကောင့်ထဲပေါ်နေသောလှည့်ရတနာမျိုးကွက်သည့်စီမံကိန်းကိုရွှေကောက်ပွဲအပေးအစိုးရအပြောင်းလဲဖြစ်နိုင်၍မွန်ဝင်ကြီးကျောင်းနှင့်အနေလုံးဝင်ကြီးတို့ကလေးလံတင်တွန်းရောင်းနေကြောင်းမော်လမြိုင်မြို့စီဝိုင်းအတိုင်းဝန် င်းကပြောဆိုသည်မော်လမြိုင်မြို့လှိုင်းရက်ကွက်နှင့်တာယာအေးရက်ကွက်ရှိမြေအေးက17239အေးကပေါ်ရှိနေအိမ်600ခန်းကိုစစ်တပ်ကကျူးကျော်နေအိမ်များအတင်းကျပ်ဖိရှားကလှိုင်းရတနာမြို့ကွက်သစ်စီမံကိန်းကိုအကောင့်ထည့်ဖို့ခဲ့ကြောင်းရခုလာမြေဒီဇင်ဘာလတွင်စစ်ကောင်စီကရွေးကောက်ပွဲကျင်းပပြီးအစိုးရပြောင်းလဲဖြစ်နိုင်တဲ့ပြင်ရှင်အချိန်မတိုင်မီမြေကွက်များကိုမွန်ပြည်နယ်ဝန်ကြီးချုပ်အောင်ကြည်သိန်းနှင့်နေလုံဝန်ကြီးဘုံမူကြီးကျော်စွာမြင့်တို့ကိုယ်တိုင်အတင်းကျပ်ထိုးရောက်နေကြောင်းသိရှိရသည် မွန်ဝင်ကြီးချုပ်အောင်ကြည်သိန်းကဒီ project ကိုမြေခွက်တွေကိုဒီနှစ်ကုန်ပြီးရောင်းဖို့ညွှန်ကြားတယ်။ဒီနှစ်ကုန်မှာရွေးကောက်ပွဲပေါ်လာရင်အစိုးရပြောင်းလဲဖြစ်နိုင်တာမို့ဒီကာလမတိုင်မီမြေခွက်တွေကိုကောင်းအောင်ရောင်းဖို့အမိန်ပေးတယ်။ဝင်ကြီးချုပ်ကိုရင်စီးပွားရေးသမားတွေကိုမြို့သစ်စီမံကိန်းကမြေခွက်တွေကိုချက်ချင်းဝေခိုင်းနေတာ ခရမ်းမထုတ်ပေးမယ်ဆိုပြီးဝေခိုင်းနေတာဟုမော်လမြိုင်ခြေဆိုင်စီးပွားရေးတိုင်းဝိုင်းကရှင်းပြသည်လက်ရှိမွန်ပြည်နယ်စစ်ကောင်စီကလှိုင်းရတနာမျိုးကွက်သစ်စီမံကိန်းမှပေ40နဲ့ပေ60မျိုးကွက်တစ်ကွက်လင်းငွေကျပ်3500ဖြင့်ခရမ်းမြေအပေးထုတ်ပေးပြီးတပ်တုပ်ရဲ့ရောင်းချနေကြောင်းမျိုးကွက်များကိုလေလံစနစ်ပါလော့အလိုက်ရောင်းချဝင်များလည်းရှိနေကြောင်းသိရှိရသည်အဆိုပါလှိုင်းရတနာမျိုးကွက်သစ်စီမံကိန်းနှင့်မွန်ပြည်နယ်ဝန်ကြီးချုပ်အောင်ကြည်သိန်းနှင့်နေလုံဝန်ကြီးဗိုလ်မှူးကြီးကျော်စွာမြင့်တို့ရှေ့ရများရရှိထားခြင်းဖြစ်ကြောင်းသိရှိရသည်ရင်းစီမံကိန်းကိုရှခိအနန္တီ စိုးရလက်ထက်မော်လမြိုင်ခရိုနီမိုးကျော်နဲ့စစ်တပ်တို့ပူးပေါင်း၍မြေပုရောင်းဆိုင်ရန်လှုပ်ဆောင်ခဲ့တယ်လို့မောင်းမြင်ခဲ့ကြောင်းယခုစစ်အာဏာသိမ်းချိန်တွင်ရင်းစီမံကိန်းကိုအတင်းလှုပ်ဆောင်လာခြင်းဖြစ်ကြောင်းသိရှိရသည်မော်လမြိုင်မြို့တွင်လှရရနာမြို့ကွက်သစ်စီမံကိန်းကိုမော်လမြိုင်ခြေဆိုင်ခရိုနီစီးပွားရေးသမားမိုးကျော်ကဦးဆောင်အကောင့်ထဲပို့နေခြင်းဖြစ်ပြီးမိုးကျော်ငွေမိုးက40ရာခိုင်နှုန်းနဲ့မွန်ပြည်နယ်စစ်ကောင်စီက60ရာခိုင်နှုန်းရှယ်ယာပါဝင်ကြောင်းမွန်ပြည်နယ်ဝန်ကြီးချုပ်အောင်ကြည်သိန်းနဲ့နေလုံးဝန်ကြီးဘူမူကြီးကျော်စွာမြင့်တို့ကလည်းရှယ်ယာများရရှိကြောင်းသိရှိရသည် စီမံကိန်းကလေသမားတွေပိုင်တဲ့လေမြေတွေပေါ်မှာလှုပ်တဲ့လေသမားတွေကိုနဲ့နာကြီးခေါ်ယူတွေးဆခြင်းမရှိပဲမြို့ကွက်သစ်စီမံကိန်းကိုပြည်내အစိုးရအဖွဲ့နဲ့ခရိုနီတတိုင်ကလှုပ်ကြတာလေသမားတွေကဒီမြေကွက်ကသူတို့မြေတွေဖြစ်တယ်ဆိုရလဲပြနိုင်ကြတယ်ဟုမော်လမြိုင်မြို့မှာမြေယာအရေးလှုပ်ရှားသူတို့ကရှင်းပြသည်ဆလတ်တင်ဆက်ပေးမယ့်တဲ့ရင်ကြောင်ရကတော့ခမာယ958မှာအတ္တမတတစုဆောင်ခံခဲ့ရသည့်စက်သားနှုတ်လက်နက်ခဲရဲ့အလင်းဝင်ရောက်လာဆိုတဲ့တဲ့ရင်ပဲဖြစ်ပါရဲ့ရှင် တနင်္သာရီတိုင်းတနင်္သာရီမြို့နယ်အခြေစားကျန်းပတ်စစ်ကောင်စီချင်းမြန်တရင်ခမရ958မှာတောင်းကြနေတဲ့စစ်သား၂ယောက်လက်နက်ခဲယမ်းနဲ့အလင်းဝင်လာတယ်လို့ပြည်သူ့ကော်မတီတက်မတော်ဖြူဟာ33ဒေါ်နာစစ်ကြောင်းကဒီကနေ့မှထုတ်ပြန်ပါတယ်။မေလ29ရက်နေ့မှာဒေါ်နာတရင်ဖြူဟာ33နည်းမြေအတွင်းခမရ958ကနေပြည်သူ့စစ်မှုထမ်းဥပဒေနဲ့အတင်းအဓမ္မစုဆောင်ခံခဲ့ရတဲ့စစ်သား၂ယောက်လက်နက်ခဲယမ်းနဲ့အလင်းဝင်ရောက်လာခဲ့တယ်လို့ဆိုပါတယ်။အလင်းဝင်လာတဲ့စစ်သား၂ယောက်ဟာဝဲကလေးအခြေဆိုင်အမှန်လေတက် မရတမ်းမြင့်လေးချင်ရင်တင်နှန်းကြောင့်တာကတ်ကလေးအပတ်စဉ်6ကတင်နှန်းစင်တက်သားတွေဖြစ်ပြီး အမေဒရီတလန်ဂျီပေါတပေါင်ဂျီ25တောင်းနဲ့လာရောက်ပူပေါင်းခဲ့တယ်လို့သိရပါဗျ။အလင်းဝင်ဆက်သား၂ယောက်ထဲကတယောက်ဟာတက္ကသိုလ်ဝင်နဲ့အောင်ထားတဲ့လူငယ်တယောက်ဖြစ်ပြီးညာဘက်အပြင်သွားနေချိန်အတင်းအထက်မှတပ်သားဖြစ်စုဆောင်ခံခဲ့ရတယ်လို့သိရပါဗျ။ကျန်တယောက်ကလည်းသူ့ရဲ့မွေးရစာတီးမှာအငှားရင်ပြေးဆွဲနေသူဖြစ်ပြီးခရီးသည်ပူဆောင်ချိန်ည7နာရီခန့်မှာအတင်းအထက်မှစုဆောင်ခံခဲ့ရတယ်လို့သိရပါဗျ။စတိတ်အနာရှင်စနစ်ကိုမကြောက်ရစီဒီအန်ဝင်ခဲ့သည်။ပါစအယောက်တရာရင်၁၀ယောက်ခန့်သာတက်သေးရင်နေချင်းကြပါ အယောက်90လောက်ကထပ်ပြေးကျင်နေကြပါသည်စစ်တပ်ထရင်ထိန်ချုပ်မှုများလွန်ခဲ့ပြီးအပြစ်ပေးစနစ်ကိုပုံမတင်ကျထားပြီးတပ်အတွင်းလုံခြုံမှုနေလာသည်ထပ်ပြေးသွားကြသူများပြလာ၍ပုံမများကထပ်ပြေးတဲ့ကောင်ကိုဟိုဘက်ကထမင်းနှစ်နှစ်လောက်ပဲကြွေးပြီးစစ်စေးမေးမြန်းရင်လဲလေးတက်ကြမျိုးချင်းချောက်ပြောဆိုခဲ့ပါသည်ကြံရှိနေသောတပ်သားများအဆက်အသွယ်ယူကြပြီးအမြင့်ဆုံးစီဒီအန်ဝင်ချရင်ရှခုလေးအာနာရှင်စကားစစစ်တပ်ကိုမကြောက်ရပြန်ပြီးတော်လန်သွားမည်လို့အလင်းဝင်ရောက်လာသူတပ်သားနှစ်ယောက်ကထွက်ဆိုကြောင်းဒေါနာတယင်းကဆိုပါရ ယ်။ပြူဟာ33ဆစ်စင်ရေးမှုကလည်း CDN အလင်းဝင်ရောက်လာသူတွေကိုနှွေးထွေးစွာကြိုးစိုးလက်ခံနေသလိုကြန့်ရှိနေတဲ့စစ်သားတွေအနေနဲ့လည်းအလကားအသက်အသေးမခံဘဲပြည်သူနဲ့အမြဲဆုံးပူးပေါင်းမှုဒေါနာတယင်းကတည်ပြီးတိုက်တွန်းထားပါရယ်။